အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့9သိန်းခွဲနဲ့6သိန်းကြားမှာလူငယ်တော်တော်များများဟိုက်နေတဲ့ Techno Pova 7လေးကို unboxing လုပ်ပြီးတော့အတူတူကြည့်မှာဖြစ်ပါတယ် Pova 7ရဲ့ recap အနေနဲ့ပထမဆုံးပြောချင်တာကဘာလို့လူငယ်တော်တော်များများ hype နေတာလဲဟိဆိုရင် GTR Ultimate ကို official global အလုံးထဲမှာ ဈေးတန်ပြီးတော့ power headway spec တွေကမိုက်နေတာပေါ့ဗျာမိုက်နေတာဆိုတာအဓိကကတော့ battery 9000 mAh GDR ultimate နဲ့တုံးရမှာကို9သိန်း6000ဒါ6သိန်းဝန်းကျင်နဲ့ဝယ်ရမှာမို့လို့သဘောကျတယ်ဈေးနှုန်းကအတိအကျဆို8128 gig ကို9သိန်း6000 8256G ဝယ်ရင်9,9996,6သိန်းကိုတရာရုံးနဲ့ဝယ်လို့ရမယ်။ ဲနောက်ပြီးတော့ဒီကောင်က ကျွန်တော်တို့မြန်မာပြည်ကအစောဆုံးသုံးရတဲ့ဖုန်းကိုပြောလို့ရမယ် Bova 7ကအာ international နေမှာတော့ကောင်းကောင်းမိတ်မဆက်သေးဘူးပေါ့နော် hardware spec တွေကိုတွားကြည့်မယ်ဟဲ့ဆိုတော့ကြည့်လို့မရသေးဘူးအဲကျွန်တော် unboxing လုပ်ပြီးတော့နောက်မှာအကုန်လုံးကိုအသေးစိတ်အဲစမ်းပြပေးထားတယ်အဲဒီကောင်ရဲ့အဓိကအာသာချက်ကတော့အခုနအရှိမပြောခဲ့တဲ့ဘက်တရီကြီးပါတာကိုလူငယ်တွေကြိုက်တယ်။ Big quality design အသားအနာအနေနဲ့က Pova series ရဲ့ထုံးစံအတိုင်း matcher ဒီဇိုင်းဘက်ကပါကိုအသုံးပြုပေးထားတယ်အဲ့တော့လူငယ်တွေကတော့ကြိုက်မှာပေါ့ဗျာဒီဟာဟို futuristic ဖြစ်တဲ့ပုံစံတက်ချာဒီဇိုင်းမျိုးကိုရတာဖြစ်တဲ့အတွက်သဘောကျလိမ့်မယ် material ကတော့၅သိန်းခွဲ6သိန်းဖုံးဖြစ်တဲ့အတွက်ကတော့ plastic bag plastic frame ကိုပဲရမယ်။ဒါပေမဲ့တက်တက်ရဲ့တော်တော်လှတယ်။ဖုံးကချစ်ချစ်လက်လက်တုံးရမယ်။ကျွန်တော်နောက်မှတေးချာလဲတိုင်းပြထားပါတယ်။အလေးချိန်က तू က226 gram လောက်ရှိမယ်။အတူက 9.16 mm လောက်တော့ထူတယ်စီစီပင်ပင်တော့ကင်ရမယ်ပေါ့ဗျာအဲ့တော့ပါဝင်တဲ့ battery 9000 mAh ကိုအားသွင်းရမှာကကျွန်တော်45 W နဲ့အားသွင်းနိုင်တာလေသဘောကျလိမ့်မယ်အဲဒီဖုန်းမှာ weight အလျှော်ဆုံးအပိုင်းလို့ပြောလို့ရတာ display အပိုင်းကတော့ LCD ဖြစ်သွားတဲ့အတွက်နည်းနည်း weight short ထားတယ်လို့ပြောလို့ရတယ်ဒါတောင်မှ company လုံးထဲမှာ full HD black resolution နဲ့အသုံးပြုရမယ် display ပါဝင်တဲ့120 Hz refresh rate ဆက်ဖို့ပေးတယ်ပေါ့အာပိုကောင်းတာကဒီဇင်းဝင်ကျင်သူနဲ့ SOC တူညီတဲ့ Hot 50 Infinite မှာဆိုရင် Julius speaker မပါဘူးဒီကောင်မှာတော့ Julius Studio speaker ပါဝင်လာတာလေ multimedia ဘိုင်းအတွက်ပို့ပြီးတော့ perfect ဖြစ်စေမယ့်အချက်ဖြစ်နိုင်တယ်ကင်မရာဘိုင်းကတော့108 megapixel ပါတာမှန်ပေမဲ့ OIS တွေပါတယ်မပါဘူးအဲနောက်မှရိုက်ကြည့် တလောက်ကတော့ဒီ9သိန်းခွဲ6သိန်းဝန်းကျင်အနိထာရနိုင်တဲ့ပုံရိပ်ဒီထဲမှာကိုကသာလက်ကိုညင်ညင်လေးထားပြီးရိုက်နိုင်တယ်ဟိဆိုရင်အဲတော်တော်အဆင်ပြေတဲ့ပုံထွက်ကိုရနိုင်တယ်အောက်တော့ကျွန်တော် landscape ကြီးရိုက်တဲ့နေရာမှာတော့တိတ်ပြီးတော့သဘောမကျဘူးဒါပေမဲ့9သိန်းခွဲနဲ့6သိန်းဖုန်းတစ်လုံးအနည်းနဲ့ဆိုရင်တော့မဆိုးတဲ့ပုံထွက်အနိထာကိုရမှာပါပြောချင်တာကတော့အရင်ကြီးဂိမ်းဆော့ဖို့အတွက်တော့ hype ပြီးတော့မဝင်နဲ့ကျွန်တော်တို့ကလည်းအတိအကျ reset အားလုံးက review ရောက်မှအသေးသေး အပြောပြနိုင်မှာ review လဲစမ်းပြီးမယ်အဲပက်ကြီးဆုံးမဲ့သူဆိုရင်တော့ gyroscope sensor ပါ냐ပါတယ်ဘက်တရီဆိုင်တဲ့အချိန်မှာအရင်ကြီးပေါ်လာတွက်လာတော့ကျွန်တော်တို့မစမ်းရသေးဘူး graphic အနေနဲ့ဆိုရင်တော့ smooth air thrower နဲ့အလုပ်လုပ်မယ် mobile legend ဆိုရင် graphic က air thrower frame rate က super နဲ့အလုပ်လုပ်တာကိုတွေးခဲ့ရတယ်စမ်းထားတာအသေးသေးကြည့်ရင်တော့နောက်မှာကျွန်တော်နဲ့အတူ live ကြည့်လိုက်ပါအောင်ခင်ဗျာ မြန်မာပြည် official global ဈေးကွက်မှာဈေးအတန်ဆုံးတဲ့ bright to performance အကောင်းဆုံးလို့ပြောလို့ရနိုင်တဲ့ techno pover 7လေးကိုကျွန်တော် unboxing လုပ်ပြီးအတူတူကြည့်မှာဖြစ်ပါတယ် G တရာ ultimate ပါတဲ့ဖုန်းတွေထဲမှာ battery အကြီးဆုံးကိုဈေးတက်တက်တာနဲ့ရနိုင်တာဒီကောင်းရဲ့အတိကအားသာချက်ပေါ့ဗျာ full hd black resolution 120hz နဲ့ကြည့်ရမှာဖြစ်တယ်လို့ကျွန်တော်ပုံမှန်ဒီ G တရာ ultimate ပါတဲ့ဖုန်းတွေက studio jewel speaker မှာပါတဲ့အချိန်မှာဒီကောင်မှာ studio jewel speaker ကိုထည့်ပေးထားတယ် 45ဝက်ဖက်ချက်နဲ့အာသွင်းရမယ်။ဒါကတော့ကျွန်တော်ဖောက်လိုက်ရအောင်ပါ။ဖုန်းလေးကတော့ကျွန်တော်ပြီးမှကြည့်ပါမယ်။ပုံမှန်တိုင်းကျွန်တော်တို့ user guide တွေ warranty card တွေပါမယ်။ကာပါအကုန်လုံးကျွန်တော် silicon ကာပါတော့မဟုတ်ဘူး။ဘောင်တွေကတော့ကျွန်တော်တို့ဖြုတ်ဝတ်တက်ရတဲ့မှာမပွန်းအောင်တော့အာ TPU ကာပါဘောင်သားလေးကိုသုံးပေးထားတယ်။ဘက်ကတော့ကျွန်တော်တို့ plastic ပေါ့နော် plastic အမာသား သုံးပေးထားတာဖြစ်ပါတယ်ဒိုင်းစီဂျို45ဝက်ချာဂျင်ကောင်းလေးထည့်ပေးထားပါတယ်ပါဝင်တဲ့ hardware specification တွေအားလုံးလည်းကျွန်တော်ဒီမှာရေးပေးထားတာတွေ့ပါလိမ့်မယ် G100 Ultimate ကိုဒီဈေးဝင်ခြင်းကုမ္ပဏီလုံးတွေထဲမှာဈေးသက်တာဆုံးရနိုင်တဲ့ဖုန်းဖြစ်တာရေ 9000mAh ဘက်ထရီပါဝင်လာတာဟာဒီကောင်းရဲ့ကောင်းတဲ့ချက်ပါ။နောက် 45W ချက်နဲ့အားသွင်းရမယ်။ 120Hz support ပေးတဲ့ Full HD Blur Resolution Display ကိုထည့်ပေးထားတယ်။ 120MP ပါမယ်။ IP64 ရတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်ဖွင့်ကြည့်အောင်ပါ Pover 7ရဲ့ big quality design အသားနာလေးပါကျွန်တော်တို့ Pover series ရဲ့ထုံးစံတိုင်း mature design ပုံစံအသားနာကိုလုပ်ပေးထားတယ်ဒါကကျွန်တော်တို့ titanium ကာလာလေးပေါ့နော်အတော်တော်လှပါတယ်အဓိကကျွန်တော်တို့တည်ထားတင်တာ Power 7ကကျွန်တော်တို့မြန်မာပြည်ကအစိုးဆုံးခံရတဲ့နိုင်ငံတွေမှာပါပါတယ်ဘာလို့ဆိုတော့ဟို official ကျွန်တော် website မှာရှာရင်တော့ Power 7ကမတွေ့ရသေးဘူးပေါ့နော်ဒီကောင်ကလုံးဝဈေးကလည်းတော်တော်တန်တန်နဲ့ရတဲ့ဖုန်းဆိုတော့မိုက်တယ်အဲ့တော့ကင်မရာကတော့မြင်နေတိုင်းကျွန်တော်တို့ဟိုကြည့်လိုက်မယ်ဟေ့ကျွန်တော် travel camera set up ထင်ရပြီမယ်တကယ်တမ်းပြောရင်တော့ဒီကောင်ကကျွန်တော်တို့ main camera 180 megapixel ပါတာ တခုပဲရှိမယ်ဒီဘက်ကကျွန်တော် flash mini လေးထည့်ထားတာပါအောက်က depth sensor အကူ sensor ပေါ့နော်ပြောရမယ်ဆိုရင်တော့ပံ့ပိုးပေးတာ ပါလာတကယ်တမ်းပြောရင်108 megapixel main camera တစ်လုံးနဲ့ပါတယ်လို့ပဲသတ်မှတ်လို့ရတယ်။ရှိရတော့ကျွန်တော်8 megapixel selfie camera ပါတယ်။9သိန်းကျော်နဲ့ရရှိမဲ့ဖုန်းတစ်လုံးအနေနဲ့တော့ကျွန်တော် plastic bag plastic frame ကိုပဲသုံးပေးထားမယ်။ဒါပေမဲ့ဒါကတော့အပြစ်ပြောစရာမရှိဘူး။တော်တော်ကိုသူတို့ဒါ vowning frame နေဒီဇိုင်းပိုင်းကတော့လူငယ်ကြိုက်အနေထားရအောင်ကိုဒါ power series တွေကလုတ်ပေးထားတယ်ပေါ့ဗျာ။တော်တော်များများလဲဒီကောင်အမြင်သဘောကျမယ်လို့ထင်ပါတယ်။ 9000mAh ပါဝင်တဲ့ power 7ရဲ့အလေးချိန်က 226g ရှိတယ်။ဖုန်းရဲ့အထူးအနေနဲ့ 9.16 mm ရှိတယ်ပေါ့နော်ဒါကျွန်တော်တို့သူ officially သူတို့ထုတ်ထားတဲ့ဟာမဟုတ်ဘဲနဲ့တိုင်းကြီးတဲ့ reset အနေထားပါဖုန်းကတည့်ရဲ့တိုင်း9000 mAh battery ပါတာဆိုတော့ ိုမြင်ခဲ့တဲ့အတိုင်း 226g ဆိုတော့နည်းနည်းလေး weight စစ်စစ်လေးကန်ရမယ်အနေအထားမှာရှိတယ်။အပေါ်ဘက်မှာတော့ကျွန်တော်တို့ဖုန်းတွေမှာမပါမဖြစ် iron blaster တို့ mic နောက် speaker တစ်လုံးပါမယ်။ပြီးရင်ကျွန်တော်ဒီဘက်မှာ volume up down power button ပါမယ်။ power button မှာပဲကျွန်တော်တို့ fingerprint လေးထည့်ပြီးထားတာကိုတွေ့ရပါတယ်။အောက်ဘက်ချက်မှာနောက်ထပ် speaker တစ်လုံးပါမယ်။ tie စီပေါ် mic 355 mm audio jet ပေါ်ပါမယ်ကျွန်တော်ဒီဘက်ဘေးမှာတော့ sin slot လေးထည့်ပြီးထားပါတယ် sin slot ကတော့3 cat slot ဖြစ်တဲ့အတွက် sin cat 2 cat memory cat ပြိုင်တူထည့်သွင်းအသုံးပြုနိုင်ပါတယ် screen size ကတော့မြင်တဲ့အတိုင်းအကြီးပါ6.78 inch LCD ကိုပဲသုံးမိထားတယ်အဲ p brightness က1000နဲ့ဝန်းကျင်လောက်ရမယ်လို့ခန့်မှန်းရတာပေါ့နော်သူ spec ကတော့သူ့ပေါ်မှာတေးချာမရေးပေးထားဘူးဟော 120hz refresh rate support ပေးတာရယ် full HD plus resolution ကြည့်လို့ရတယ်ဆိုတာပဲအဖော်ပြထားပါတယ်အဓိကကျွန်တော်တို့ အဲဒီကောင်ကဘာလို့ကျွန်တော်တို့အာ9သိန်းခွဲ6သိန်းကြားမှာတန်တာတော့ဆိုတော့ GTR Ultimate SoC ကိုဈေးတက်တာဆုံးနဲ့ရတဲ့ဖုန်းဖြစ်သလိုပုံမှန်မာတီမီယာခံစားဖို့အတွက် USB ကတွေပါဝင်တာအာနောက်ပြီးရင် battery 9000 mAh ပါတာဖြစ်တဲ့အတွက်ဒီကောင်ကြီးကအကုန်လုံးကတန်နေလေဆိုပြီးတော့ hype ပြီးတော့လိုချင်နေတဲ့ဖုန်းဖြစ်တာပါ display ကတော့ pan show လေးနဲ့ပဲလာတယ်အချင်းနေပါစေတွေကတော့အရင်ကြီးတော့မထူဘူးနော်ဒီသေးဝင်းကျင်ဖုန်းတွေထဲမှာပေါ့ ကဲဟုတ်ကျွန်တော်ဆက်ရက်လေးလောက်လိုက်အောင်အဲ့တော့ကျွန်တော်ဒီမှာ language ဘာညာရေးမယ်ပေါ့နော်ပူပါ7လေးကိုဆက်ရက်လုတ်ပြီးမြင်တွေ့ရမယ်အနေထားပါ bright တဲ့အနေနဲ့တော့မစိုးဘောနော်ဗားတဲ့ LCD တစ်ခုအနေနဲ့ဆိုရင်တော့လင်းတယ်လို့ပြောလို့ရတယ်အော် techno ရဲ့ official အလုံးဖြစ်တာကြောင့်ကျွန်တော်တို့မြင်တဲ့အတိုင်း Google service ဘာညာအားလုံးကလည်းတခါလေးပါပြီးသားနောက်ပြီးတော့ကျွန်တော်တို့အလုတ်အတွက်ပေါ့နော် ကော်ရကော်ရင်သုံးမယ်ဟိဆိုရင်လေဒီကောင်နေရအတန်ဖန်းနေပါသည်လို့မအော်ဘဲနဲ့သုံးလို့ရတာဟာအဲတက္ကနိုဖုန်းတွေရဲ့ကောင်းတဲ့အချက်ပေါ့နော်။ပါဝင်တဲ့ hardware specification တွေကိုလည်းကျွန်တော်သွက်ကြည့်အောင်ပါ။ Kno Pover 7မှာဒါကကျွန်တော်8128 git version ပေါ့နော်။ဒီကောင်ဝင်မယ်ဆိုရင်9သိန်း6000ဝန်းကျင်နဲ့ဝယ်လို့ရမယ်။ CPU က MDK Helio G100 Ultimate ကို သုံးပေးထားတယ်။ RAM က8 git ပါတယ်။အဲ virtual RAM 8 git ထားလို့ရတယ်ပေါ့နော်။ဒါပေမဲ့ physical RAM ကအဓိကပါပဲ။အဓိကပြောချင်တာက ပြီးရင်နောက်ထပ်ကျွန်တော်တို့ main camera ကဒီ 108megapixel main camera ပါတယ်အောက်ကတော့ depth sensor လို့ပြောရမှာပေါ့နော်သူက 2megapixel လေးရေးပြီးထားတာတွေ့ရတယ် selfie camera တော့မြင်တဲ့အတိုင်း 8megapixel ပါမယ် battery က9000 mAh ပါ screen ကကျွန်တော် full hd plus resolution နဲ့ကြည့်ရမယ် android version 15နဲ့လာပါတယ်ပါဝင်တဲ့ feature တွေထဲမှာအရင်ဆုံးကျွန်တော် display and brightness ကိုဝင်ကြည့်ရအောင်ပေါ့နော်အာ display and brightness ထဲမှာတော့ အော်ဒီ adaptive brightness ဖွင့်ထားရင်တော့ तू က auto ချိန်ကြီးပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအလင်းကမှိန်လိုက်ပြလိုက်ဖြစ်မှာဇိုးတယ်ဟိဆိုတော့ adaptive brightness ကိုပိတ်ထားလိုက်เนาะကိုကြိုက်သလောက်ကိုချိန်လိုက်အဲ့ဒါဆိုရင်တော့ brightness ကမပြောင်းတော့ဘူးနောက် angle feature ပါမယ် angle feature ကတော့ဒီကောင်ကိုဖွင့်လိုက်ပြီးဟိဆိုရင်ကျွန်တော်တို့ blue light filter လောက်လိုက်တာဖြစ်တဲ့အတွက်အဝါရောင်ဘက်ကိုတန်းသွားမယ် ပိတ်လိုက်ရင်တော့ပုံမှန်တကယ်ငကိုနေထားတိုင်းရမယ်ပေါ့နော် high brightness မှုကတော့ဒီဖုန်းမှာပါဝင်တဲ့အမြင့်ဆုံး peak brightness ရကျင်နေဆိုတော့ဒီကောင်လေးကို on ထား color temperature ကတော့ဒီမှာကျွန်တော်တို့ကြည့်လိုက်ပေါ့နော်အာဟိုကိုဘက်ကိုသွားတဲ့ဟိတ်ဆိုရင်တော့သူကအပြဘက်ကိုတန်းသွားလိမ့်မယ်ဝမ်ဘက်ကိုသွားရင်အဝဘက်ကိုတန်းသွားလိမ့်မယ်ဒီမှာတော့ကျွန်တော်တို့က default နဲ့ပဲထားပြီးတော့စမ်းပြီးလိုက်ပါမယ် screen refresh ကကျွန်တော်တို့ဒီမှာ auto switch ဆိုရင်တော့သူကအလုံးလျောက်ချိန်ညှိပေးမယ်ပေါ့နော် standard ဆိုရင်60 hz အမြင့်ဆုံးသုံးကျင်တဲ့ဟိဆိုရင်ကျွန်တော် high မှာထားဒီမှာဆန်းလာတော့ကျွန်တော် auto switch နဲ့ပဲထားပြီးတော့ဆန်းပြလိုက်ပါမယ် wallpaper and personalization နဲ့မှာတစ်ချက်ဝင်ကြည့်အောင်ပေါ့နော်သူက always on display ရတော့ပါတယ်ဒါပေမဲ့ဗျာကျွန်တော်တို့သုံးထားတာက LCD ဖြစ်မှာ ဖြစ်တဲ့အတွက်ကအဒီကောင်ကိုတုံးနေတဲ့ဟိဆိုရင်တော့ဟို always on display တော့တုံးလို့ရတယ်ဒါပေမဲ့တုံးနေတဲ့အချိန်မှာ စကရင်တစ်ခုလုံးကြီးကိုနောက်ကနေ brightness ထိုးပြီးထားရတာဖြစ်တဲ့အတွက်ကတော့ battery ပိုကျိနိုင်ပါတယ်နောက်ထပ်ပါနေကြကျွန်တော်တို့သူရဲ့ special function ပေါ့နော် special function ထဲမှာဗာ feature တွေပါတော့သွားကြည့်အောင်ပုံမှန်ပါနေကြ dynamic port ပါတယ်ဗျာเนาะကျွန်တော် dynamic port feature လေးတွေပါအဲ့တော့ပေါ်ခြင်းနဲ့မပေါ်ခြင်းမှုပိတ်ခြင်းနဲ့ပိတ်ခြင်းမှုကဒီမှာကျွန်တော် setting တွေသွားပြင်ပြီးတော့သတ်မှတ်ပေးလို့ရတယ်နောက် floating window ပါမယ်နောက်တစ်ခုကကျွန်တော်ဒါ split screen ကနှစ်ချမ်းခွဲသုံးတဲ့ဟာပါမယ် ဂိမ်းမှုပေါ့နော်ဂိမ်းမှုတွေမှာတစ်ချက်ဝင်ကြည့်အောင်ဘိုင်ဘက်ချာဂျင်တွေပါတယ်ပါသေးလားအဲ့တော့ကျွန်တော်ဂိမ်းမှုမှာအောက်မှာဘိုင်ဘက်ချာဂျင်ပါပါတယ်နော်ဘိုင်ဘက်ချာဂျင်ကကျတော့ကျွန်တော်ဂျိုးတန်လန်ကြီးနဲ့အာသွင်းပြီးသုံးတဲ့အချိန်မှာဘက်ထရီကိုအာမသွင်းဘဲနဲ့ဓာတ်ရိုက်သုံးခြင်းနဲ့ဟိဆိုရင်ဘိုင်ဘက်ချာဂျင်ဖွင့်ပြီးတော့ သုံးလို့ရပါတယ်เนาะအဲ့ဒါကောင်းတယ် game space တွေမှာပါတဲ့ feature တွေကတော့ကျွန်တော်တို့ game တစ်ခုခု install လုပ်ပြီးတော့မှကျွန်တော်တို့စမ်းကြည့်မယ်ပြီးရင် app twin ပါတယ် app twin ကကျွန်တော်တို့ facebook နှစ်ခုလို viber နှစ်ခုလို mobile legend နှစ်ခုလို့သုံးခြင်းဒီ app twin ကနေပြီးတော့ဝင်ပြီးတော့ဖွင့်ပေးလိုက်ရင်ကျွန်တော်တို့ဂျူရယ် app တွေထားပြီးတော့ သုံးလို့ရပါတယ်အာဘက်ထရီအန်ပါဝါဆေးဗင်းနဲ့မှာတစ်ချက်ဝင်ကြည့်အောင်ဒီမှာကျွန်တော်တို့ပုံမှန်ပါနေကြအခုနောက်ပိုင်းမှာပေါ့နော် Android 15ရောက်လာတော့ဘက်ထရီဟက်တွေပါလာတယ်ပေါ့နော်ဘက်ထရီဟက်ကဝယ်ခြင်းကတော့100%ဖြစ်မှာပေါ့နော် iPhone တွေလို cycle ဖောက်ချင်တဲ့ဟိတော့တော့ဖောက်လို့ရပါပြီ AI charging production ကျွန်တော်တို့ဖွင့်ထားလို့ရတယ်ဒါမှမဟုတ် AI charging မဟုတ်ဖ ೇನೆ အဲကျွန်တော်တို့က custom ပေါ့နော် custom charging ဆိုရင်အဲဘလောက်ကိုဒီဖုန်းကိုအားသွင်းတဲ့အချိန်မှာ maximum 95 ठी ပဲအားသွင်းမှာဆို95 ठी ထားလိုက်လို့ရတယ်အဲ့တော့ဘက်ထရီတက်တန်းကြာကြာခန့်ကျင်တဲ့သူတွေဆိုရင်ကျွန်တော်တို့95လောက်90%လောက်ပဲအားသွင်းတာကောင်းပါတယ်ဗောနော်ကေထားလောစီတော့ကျွန်တော်တို့ AI charging protection ပဲဖွင့်ပေးခဲ့လိုက်ပါမယ်နောက် reverse wire charging ဆိုတာဒီကောင်းနေပြီးတော့အခြားဖုန်းတစ်လုံးကိုအားသွင်းနေတဲ့ဟိတ်ဆိုရင်လည်းတွင်းပြလို့ရတယ်အဲ charging speed ကတော့ကျွန်တော်တို့ smart chat နဲ့တွင်းပါလား low temperature နဲ့တွင်းပါလားဗောနော်ကိုကတကယ်လို့အဟို အားသွင်းတဲ့အချိန်မှာအပူချိန်တက်ချိန်မှုဆိုတော့ low temperature check ကိုထားပြီးတော့အားသွင်းလို့ရပါတယ် Techno AI feature တွေကလည်းဒီဖုန်းမှာထည့်ပေးထားတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ကတော့ error ဖြစ်သွားပြီပေါ့နော် error voice ဆိုပြီးတော့သူ error ကိုခေါ်ပြီးတော့ command ပေးညာဘာညာအားလုံးဒီကောင်မှာတော့လုံးရတယ် high error လို့ခေါ်လိုက်တယ်နဲ့ဒီကောင်ကအလုပ်လုပ်မယ်ဗျာပြီးရင် error smart tag ကို call assistant ဘာညာပါလာပြီ call assistant ဒီကောင်းနေကျွန်တော်ခဏခဏပြောရတော့အဲ techno ai နို့ဒါကျွန်တော်တို့ infinite ai နို့ပါတဲ့ feature တွေကိုကျွန်တော်ဗီဒီယိုတသက်တင်ပြလိုက်မယ်ဒီကောင်းနေမှာပါတဲ့ feature တော်တော်များများအတူတူပဲဒါပေမဲ့လေဟိုခက်တာကဒီ call assistant feature တွေတော့ပါလာတယ်ဒီ real time call translator မှာဆိုရင်မြန်မာသားမပါသေးဘူးဗျာဆိုလိုချင်တာအာသာ person language မှာဆိုရင်ဒီမှာဆိုရွေးလို့ရတာက၃မျိုးပဲရှိတယ်အင်္ဂလိပ်အဲပြင်သစ်ရယ် arabic ရယ်နော် အဲ့တော့နှစ်မျိုးပေါ့နော်အင်္ဂလိပ်ပါထည့်လိုက်တော့သုံးမျိုးပဲရွေးလို့ရသေးတယ်နောက်ပိုင်းတော့အမြန်မာပါလာနိုင်တယ်ဒါပေမဲ့ဒီကောင်နေမှာတခုကောင်းတာပါရှိတော့ဆိုတော့အင်္ဂလိပ်လို့သုံးမယ်ဟိဆိုရင်တော့ AI feature တော်တော်များများပါလာပြီ recording summary တို့ AI note တို့အကုန်ပါတယ်ပေါ့နော် AI wallpaper generator AI gallery အာကျွန်တော်နောက်မှာဖြောက်လိုက်တာတော့နောက် cycle to set သုံးမယ်ဟိဆိုရင်လည်းဒီ button လေးကိုဖိထားဖိထားပြီးရင်ကျွန်တော်တို့နော်ဒီမဲ့ cycle set သုံးလို့ရပါပြီเนาะအဲဒါကျွန်တော်တို့ cycle set သုံးလို့အဲ့တော့တော်တော်များများကတော့ပါလာပြီအဲမြန်မာလိုသုံးလို့မရတာလေးပဲရှိသေးတာအင်္ဂလိပ်လိုကိုကသုံးမယ်ဟိဆိုရင်အဲ techno ရဲ့ ai feature တွေကိုဒီ9သိန်းကျော်တန်း6သိန်းဝန်းကျင်ရှိတဲ့ pover 7မှာလည်းသုံးလို့ရပါတယ်။ Now app management လေးပြသေးရကြံသေးရပြ app management မှာကျွန်တော်ခုနကြည့်ခဲ့တဲ့ app twin ပါတယ်။ lock ခတ်ခြင်းတဲ့ဟိဆိုရင်ဒီမှာ app လောက်လေးပါပါပါတယ်အဲ့တော့ lock ခတ်ပြီးတော့ကျွန်တော်တို့သုံးလို့ရပါတယ် application တွေကို lock ခတ်ခြင်းနေဆိုရင်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒါပြီးတော့ကျွန်တော်တို့ camera ပေါ့နော် camera ကဟို megapixel အရတော့များမယ်ရုပ်ထွက်ပါညာတော့တိတ်ပြီးတော့မမျော်လင်းနဲ့ပုံထွက်ပါညာဘလို့နေထားရှိတယ်နောက်ပါတဲ့ feature တွေကတော့ကျွန်တော်တို့အတူတူလိုက်ပြီးတော့ကြည့်ပေါ့နော်ဒီမှာကျွန်တော်တို့မြင်တဲ့အတိုင်း AIGC portrait ပါမယ်ဒါကရိုက်ပြီးတာနဲ့အာကျွန်တော် AI နဲ့ generate လုပ်ပြီးကျွန်တော်တို့ပုံတွေကိုထုတ်ပြီးမှဖြစ်ပါတယ်နောက် video video ကဒီကောင်တွေက 2K ရမှာပါဘလို့ပဲ လာလာပေါ့နော်ဘလို့ပဲလာလာကျွန်တော်တို့သူကဒီမဲ့ကျွန်တော်မြင်တဲ့အတိုင်း 2K 30fps 1080p 60fps 1080p 30fps ဆို 2K resolution ထိအဲ main camera မှာရိုက်လို့ရတယ်လို့ selfie camera မှာဆိုရင်လည်းသူက 2K ထိအများဆုံးထားပြီးရိုက်လို့ရပါတယ်။နောက် AI cam ပါမယ် portrait မှုပါမယ် super night ပါမယ် mode မှာတော့ကျွန်တော်တို့ slow motion jewelry video jewelry video က selfie camera ရော main camera ရောပြိုင်လို့ထားပြီးရိုက်လို့ရတယ်။ blog မှုကတော့ကျွန်တော်တို့ကသူက ဟိုရိုက်ပြီးသားပေါ့နော်ရိုက်ပြီးသားအတန်လေးတွေပုံစံလေးတွေကို bro ပေးမယ်အဲ့ကနေပြီးတော့ကိုကြိုက်တဲ့ setting လေးတွေကိုကြည့်ပြီးတော့လိုက်ပြီးတော့ရိုက်လို့ရတယ် blog မှုပါမယ်ပေါ့နော်နောက်ထပ်ကအာကျွန်တော် timeless panorama sky shot super macro pro mu အဲ့တော့ document ဆိုပြီးတော့ဒါသူ့မှာပါဝင်တဲ့ feature တွေပါပုံထွက်အနေထားဘယ်လိုရှိတော့ကတော့ကျွန်တော်တို့အာနောက်မှာထည့်ပေးလိုက်ပါမယ်။အဲဖိုတိုတော်တော်များများကျွန်တော်တို့ထည့်ပေးထားပါဗျ။ အင်ဒော unit ထဲမှာရိုက်တဲ့ studio ထဲမှာကျွန်တော်တို့အယုတ်လေးတွေရိုက်တဲ့နေရာမှာရောဒါကျွန်တော်တို့ site ထဲမှာရှိတဲ့ product လေးတွေပေါ့နော်အာအဲ့ဒါတွေကိုရိုက်တဲ့နေရာမှာတော့ vivid ဖြစ်တဲ့ color လေးတွေရတယ်အဲ့တော့အလုပ်အတွက်သုံးမယ်အင်ဒော်ထဲမှာရရင်တော့အဆင်ပြေတယ် portrait mode ကတော့ဗျာ ons တေပါညာပါတဲ့ camera တကူမဟုတ်ဘူးအဲဒီကောင်ကတေချာအလင်းရောင်ရတဲ့နေရာမှာငင်ငင်လေးလူပုံလေးရိုက်နိုင်ရင်အဆင်ပြေတဲ့ပုံထွက် result ကို ရနိုင်တယ်9သိန်းတန်ထဲမှာတော့9သိန်းကျော်တန်ထဲမှာတော့အဆင်ပြေတယ်ပေါ့ဗျာ selfie camera အနေနဲ့ဆိုရင်လည်းပါတဲ့8 megapixel ကနည်းနေဆိုပြီးမဲ့ကျွန်တော်ရိုက်ကြည့်တလောက်တော့ပုံထွက်နေတာတော့ဒီလိုနေထိုင်ရတယ် skin tone တွေလည်းကင်ထားတာအဆင်ပြေပါတယ်အဓိကကျွန်တော် outdoor outdoor မှာထွက်ပြီးတော့အဲ့လို landscape ပုံတွေရိုက်တဲ့နေရာမှာတော့နည်းနည်းလေးကျွန်တော်တို့ dynamic rate နည်းတဲ့ပြဿနာရှိမှာပေါ့ဗျာဒါကတော့တိတ်အပြည့်မပြောနိုင်လေဗျာเนาะဒီစည်းဝန်းဝင်ချင်းဒီလောက်ပဲရနိုင်ပါမယ်ပုံရိပ်တော်တော်များများကတော့ ထည့်ပေးထားပါတယ်ကြည့်လိုက်ပါအဲ့တော့ तू ကဒီဘက်ဘေးမှာကျွန်တော် swipe လုပ်လိုက်ရင် game move ပါပါတယ် game move ကဒီမှာကျွန်တော်တို့ power saving နဲ့ဆော့မလား balance နဲ့ဆော့မလားဒါမှမဟုတ် performance မှုနဲ့ဆော့မလားရွေးလို့ရတယ်အဲ ပုံမှန်ပါနေကြတဲ့ထူးလာတာဆိုရင်တော့ white changer လေးတွေပါလာပါပြီပေါ့နော် magic white changer ဆိုတော့အဲ့တော့ကျွန်တော် gain မှုထဲမှာစကားပြောခြင်းရင် white changer လေးတွေအတန်ပြောင်းပြီးတော့ကျွန်တော်တို့စကားပြောလို့ရမယ်အခြားပါနေကြ feature တွေကတော့အတူတူပါပဲပေါ့နော်အဲ့ကြောင့် screen record လောက်တာဘာညာ memory cleanser လောက်တာဘာညာအားလုံးကတော့သူဒီ gain site ပါထဲမှာပါပြီးသားပါအဲ့တော့အရင်ဆုံးကျွန်တော်တို့ mobile link ကို pover 7မှာ graphics 7ဘယ်လောက်ရအောင်ကြည့်ရအောင် အော်ဒီမှာမြင်ရတော့ mac quality ပေါ့နော် mac quality ဆိုတာအရင်ကစကားနဲ့ပြောရရင် graphic ပေါ့နော် graphic က air thra နဲ့ရတယ် frame rate ကတော့ super ထိပဲအများဆုံးထားလို့ရသေးတယ်ပေါ့နော် air thra air thra တော့မရသေးဘူးပေါ့အဲ့တော့ mobile လေးချင်းအသက်မှာဗျာကိုယ်ရဲ့ device နဲ့ဟို smooth ဖြစ်ဆော့ခြင်းတော့သူကတခါလေး custom လုပ်ဖွင့်နေ smooth ဆိုရင်တော့ကိုယ်ရဲ့ device အနေထားနဲ့ smooth ဖြစ်ဖြစ်ဆော့ခြင်းဒီ smooth မှာရွေးပြီးတော့ထားဆော့ပေါ့ဒါမှမဟုတ်ကိုက HD ပေါ့နော်ပိုကောင်းတဲ့ ရက်ဆက်တွေလိုချင်ရင်တော့အာ HD မှာထားပြီးဆိုတော့ဒါမှမဟုတ်ဘူး custom မှာတော့ကိုယ်စိတ်ကြိုက်ရွေးစောလို့ရပါတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ခုနပြောတဲ့အတိုင်း graphic က A ထွား frame rate က super အနေနဲ့ပဲစောလို့ရပါအောင်မယ် Over 7ရဲ့ GTR Ultimate မှာ Honor of King ကိုစောကစားရင် graphic setting က FPS က A ထွား resolution က A ထွား A ထွား A ထွားနဲ့ပဲကျွန်တော်တို့စောလို့ရမှာဖြစ်ပါတယ် အာအသေးသေးကတော့ကျွန်တော်တို့ဟို review လုပ်မှာပဲစမ်းပြပါမယ် over 7မှာ patchy ဆော့ကစားရင်ရမယ် graphic setting မှာအဲ့တော့ဘယ်လောက်ရတုံးဆိုတော့ကျွန်တော်တို့ smooth ဆိုရင် ultra valence ဆိုရင် ultra hd ဆိုရင် high အထိပဲရပါမယ်အဲ့တော့ဒီမှာဆန်းလာတော့ကျွန်တော်တို့ smooth ultra နဲ့ပဲအဝင်ပြီးဆန်းကြည့်မယ်ပေါ့နော် sensitivity ကဒီကောင်က gyro sensor ပါပါတယ် always on တော့ဖွင့်ထားပြီပေါ့နော်ကျွန်တော်တို့ training room ထဲမှာတစ်ချက်ဝင်ကြည့်ရအောင်ပေါ့ ဂျိုင်ရိုကတော့ကျွန်တော်ဒီမဲ့ပေါ့နော်ဟိုဘတ်ဒေးဆိုင်နာဘာညာမစော့ကြည့်ရသေးတဲ့အနေထားမှာတော့ပေါ့တယ်လို့ပြောလို့ရတယ်တော့ကျွန်တော်ဒီလိုအနေထားအဲပေါ့နော်လူတွေအများကြီးနဲ့ဘတ်ဒေးမဆိုင်တဲ့အနေထားမှာဆိုရင်တော့သူစကော့ကတွက်နေတာတွေ့ပါလိမ့်မယ်နော်ဒီမဲ့နော်အဲ့တော့တကယ်ဆော့တဲ့ကျွန်တော်ရဲ့ဆရာကြီးစမ်းပြပါလိမ့်မယ်နော်စကော့ပေါ်လား ဘလို့အနေထားရှိတော့ဒါမှမဟုတ် scope ကြီးကတကယ်တမ်းဘယ်လေဆိုင်တဲ့အချိန်မှာအာပတ်ပြေးနေလားတော့ကျွန်တော်တို့အသေးစိတ် review ရောက်တော့စမ်းပြပါမယ်ဒါကကျွန်တော်တို့အာလောလောဆယ်လက်ရှိဆိုရင်တော့ဂျာရိုပါတယ် air thrust နဲ့ဆော့လို့ရတယ်နော်ဘက်ထရီကတော့ခံပါပါ9000 mAh ဆိုတော့ပုံမှန်9000 mAh ပါနေကြဖုန်းတွေတက်တော့ဒီကောင်ကဘက်ထရီပိုခံနိုင်မယ်အနေထားရှိမှာပါအဲ့တော့ ကျွန်တော်တို့နောက်ထပ်ကပုံမှန်ဆန်းနေကြဆိုရင်သူ display နဲ့ speaker တွေဆန်းပေါ့ speaker က Adobe Atmos support ပေးတဲ့ကျွန်တော်တို့ Julia speaker ပါတယ်ပေါ့နော်အပေါ်မှာတစ်လုံးအောက်မှာတစ်လုံးပါမယ်အာ display က LCD ပေါ့နော် LCD ပဲဖြစ်ဖို့များတာမှာသူ display ရဲ့ကျွန်တော် device check လုပ်ကြည့်တာပေါ့နော်အာ display ကဘာတွေ support ပေးတော့ဘာညုံကြည့်တော့ဟော display ဘိုင်းနဲ့ပတ်သက်ပြီးဆိုရင်တော့ဒီကောင်နည်းနည်း wide shot ထားတယ်လို့ပြောလို့ရတယ်ပေါ့ဗျာအာဒီကောင်က white color gamut နေဘာတွေမပါတဲ့အတွက်တော့အရာုံ color လေးတွေမှာနည်းနည်း LCD ဆိုတဲ့အတိုင်း low တဲ့အနေထားတော့ရှိနိုင်တယ်ဒါပေမဲ့ကျွန်တော်တို့အပြင်မှာမြင်တဲ့နေရာမှာကိုယ်စိတ်ချနေမှုအပြည့်ရနိုင်တဲ့အနေထားရှိလာတာမို့ဘယ်လိုရှိတော့ကြည့်ရအောင်ပေါ့နော် color accuracy ကတော့မြင်တွေ့တဲ့အတိုင်းပါပဲ LCD ဖြစ်တာရဲ့နောက်ပြီးရင်ဘုံတစ်ခုလုံးပေါ့နော် all rounder ခြုံကြည့်လိုက်ရင် weight short ဆုံးအနေထားဆိုရင်တော့သူ LCD panel လို့တော့ပြောလို့ရတယ်အရင်ကြီး color အယောင်သွေးတွေကဟို bright ဖြစ်တဲ့ဘက်ကိုတော့မသွားဘူးအာပြီးရင်လည်းနည်းနည်းလေးအယောင်သွေးနည်းတယ်လို့ပြောလို့ရတယ် contrast နည်းတယ် brightness နည်းတယ် LCD panel ကိုပဲသုံးမိထားတယ်ပေါ့နော်အရင်ကြီးတော့ display ဘိုင်းမှာ ကြီးများမယ်ဟဲ့ဆိုတော့ display လေးကတော့နည်းနည်းလေးကြီးများနေရရှိတယ်။ bar speaker နှလုံးလုံးအတန်ကကျဲတယ်။ bass တန်ကတော့နည်းတယ်။ဒါပေမဲ့ဒီသေးဝင်းကျင်မှာ multimedia ခံစားမှုအတွက်ရနိုင်တဲ့ဖုန်းတွေထဲမှာဆိုရင်တော့အရင်ဆိုးတဲ့ထဲမှာတော့မပါပါဘူး။အဆင်ပြေတဲ့အနေထားမှာတော့ရှိတယ်။ဘောင်းဆိုတော့၅သိန်းကျော်တဲ့အနေထားမှာဒီလောက်အပန်းရဲ့ quality ပဲရမယ်လို့ပြောလို့ရမှာပေါ့နော်။ဘာလို့ဆိုတော့ तू က battery ဘိုင်းနေ performance ဘိုင်းနေအတွက်ကို နည်းနည်းလေးပို့အသားပေးထားတာဆိုတော့အဲ့နားလေးကိုပဲကျွန်တော်နည်းနည်းလေးဝိတ်လျှော့လိုက်တယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ Jewel Speaker ကတော့လက်တင်ခံလို့ရပါလိမ့်ကျွန်တော်ဒီနေ့ Pover 7လေးကို unboxing လုပ်ပြီးတော့ first impression နေနဲ့ပြောရရင်အဲ design big quality အသားနာအနေနဲ့ကတော့တကယ်တမ်းပြောရရင်ဒါကျွန်တော်တို့ဟုတ်ပါဘောနော် Pover ရဲ့ signature look ကိုအမြင်ရတဲ့ matcher design ပုံစံကိုပဲတုံးပြီးထားတယ်ဒီ titanium color လေးကလည်းလှတယ်ပေါ့ ဒါပေမဲ့ဒီကောင်ကကျွန်တော်တို့ကဟိုပူဗာ7လို့သာပြောတာတကယ်တမ်းပြောရင်မနေ့ကပူဗာ6နီယိုကိုပူဗာ7အနေနဲ့ဆိုပြီးဒီနှစ်မှာအပြန်ထုတ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားတယ်။ဘက်ထရီကဒီကောင်က9000ဖြစ်သွားတယ်။အဲပူဗာ6တဲ့7မှာဝိတ်ရှော့လိုက်တာဒီကောင်က display ဘိုင်းမှာဝိတ်ရှော့ထားတယ်လို့ကျွန်တော် buzz နဲ့အမြင်ကမြင်နေပေါ့နော်။ကိုကတကယ်လို့ဒီချိန်မှာပူဗာ6ကိုသွားဝယ်ရင် AMOLED display နဲ့ရပြီမယ်။ဒီကောင်မှာဆိုရင် LCD နဲ့ပဲသုံးရမယ်။ ဈေးနှုန်းလူဖုန်းလေးမှာရှင်ရင်ကုမ္ပဏီလုံးတွေထဲမှာတော့သူ LCD ကဟိုကျွန်တော်တို့ကဟိုမကောင်းကောင်းနဲ့တိတ်ပြောစရာတော့မရှိဘူးဗျဒီစီးတန်းဒီလောက်ရမယ်ဆိုလက်ခံလို့ရတယ်အဲဒါပေမဲ့သူ့ပို့ဟိုကိုကဟိုမာတီမီဒီယာခံစားဖို့အတွက်ပို့သုံးခြင်းနဲ့ဟိတ်ဆိုရင်ပူဗာစစ်တွေဈေးကျနေတာဖြစ်တဲ့အတွက်ပူဗာစစ် ambulance လေးနဲ့ကြည့်ခြင်းပူဗာစစ်ကိုဝဲပူဗာ7မာတီမီဒီယာကတော့ဒီစီးတန်းမှာတော့အဆင်ပြေတဲ့အနေအထားကိုထည့်ခြင်းပြထည့်ပေးလိုက်လို့ရတယ်နောက်သုံးထားတဲ့ material တွေကတော့ဟိုကျွန်တော်တို့ဒီစီးဝင်ခြင်းမှာ လက်ခံလို့ရပါတယ်เนาะဟို metal frame ဘာညာတော့9သိန်းကျော်မှာဘယ် brand မှာမှရှိမှာမရှိပါဗျာအာလူငယ်ကြိုက်ဒီဇိုင်းအနေထားတိုင်းရတယ်နောက်ကကျွန်တော်တို့ဒီတိုင်းကင်ပြီးသုံးတဲ့အချိန်မှာလက်ရတော့အရင်ကြီးထင်တာကိုမတွေ့ရဘူးကာဘာလေးနဲ့ဆိုရင်တော့ပိုကောင်းမှာပေါ့เนาะဒါပေမဲ့ကျွန်တော်တို့တကယ်လူများချွေးသီးဘာညာရိုက်လာတဲ့ဟိတ်ဆိုရင်တော့နောက်ကကာဘာကလက်ရထင်နိုင်မယ် အာကင်မရာဘိုင်းအနေနဲ့ဆိုရင်တော့မစိုးပါဘူးဗျ။ဘာလို့လဲဆိုတော့ဒီ9000ကျော်မှာသူ့ရဲ့ image processing ဘိုင်းကလက်ခံလို့ရတဲ့ရုပ်ထွက်အနေထားကိုရပြီးတော့ဒီ Android မှာရိုက်တဲ့ဟိတ်ဆိုရင်လည်း B-face ဖြစ်တဲ့ color အရောင်သွေးလေးတွေကိုရတာတွေ့ရပါတယ်။အာကျွန်တော်တို့ဟို GDR Ultimate SoC ကတော့သူဖောက်သူကြိုက်ကြံကြိုက်ရရဘရို9သိန်းနဲ့6သိန်းကြားမှာဒီကောင်းတဲ့ကောင်းတဲ့ SoC ပါတဲ့ဖုန်းကလည်းမရှိတော့ဘူး GDR Ultimate ပါတာဒီဈေးတက်တာဆုံးအတန်ဆုံးနဲ့ရနိုင်လို့ကျွန်တော်တို့စကြရေအာ bright to performance ရာတန်တယ်လို့ပြောခဲ့တာ battery 9000 mAh ကလည်း Airstone ကြီး45 watt charging ကလည်းအာလုံလောက်တယ်ဆိုတာထက်ကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်ပေါ့ဗျာဒီဇီလန်ကုမ္ပဏီလုံးတွေထဲမှာအော်အဲ့တော့ကိုရီးယားအာကျွန်တော်တို့ပတ်စံ5သိန်းခွဲ6သိန်းလောက်ပဲသုံးမယ်အော်ကုမ္ပဏီလုံးတွေကလည်းဖြစ်ချင်တယ် notification တွေလည်းနောက်ကြတာမကြိုက်ဘူး Google service တွေအဆင်ပြေပြေသုံးချင်တဲ့သူတွေအတွက်ကတော့ဒီ Pover 7ကရွေးချယ်တင်တဲ့ဖုန်းထဲမှာရှိတယ်လို့ ပြောရှင်နေတကူရှိတာနည်းနည်းလူကြီးစံတဲ့လူတွေကတော့သူ့ matcher design ကိုကြိုက်ချင်မှကြိုက်လိမ့်မယ်လူငယ်တွေကတော့သဘောကျလိမ့်မယ်နောက်ပြီးရင်9သိန်းခွဲနဲ့9သိန်းကြားရနိုင်တဲ့ဖုန်းတွေထဲမှာတော့လောလောဆယ် official glow ပဲအလုံးထဲမှာ power 7ကအတန်ဆုံးအနေနဲ့ရှိရလို့ပြောရင်းနေဒီနေ့ video လေးကိုကျွန်တော်တို့ဒီမှာတင်အဆုံးသတ်ချင်ပါတယ်အားလုံးပိုင်ပိုင်ပါ Here we go.